။များသောအားဖြင့်တချို့သောအဲပေါ့နော်ကျမနဲ့ဒီကျမနေရန်ကုန်မြို့နဲ့ပေါ့နည်းနည်းအလန်းဝေးနဲ့မြို့ဝသူတွေကအဲသူတို့ကျမနဲ့ပြချင်နေရအရန်ကြပြီတစ်နှစ်လောက်ရှိပြီကျမကိုသိနေရနှစ်နှစ်လောက်ရှိပြီသုံးနှစ်လောက်ရှိပြီဒါပေမဲ့ကျမစီကိုလာဖို့သူတို့အားထုတ်လို့မရဘူးဖြစ်တယ်ပေါ့နော်။ဒါပေမဲ့တချို့ဆိုလည်းကျမကိုသိရသုံးနှစ်လောက်ရှိမှပဲရောက်လာတာမျိုးရှိတယ်ပေါ့။သူတို့ကိုမြေးကြည့်တဲ့အခါမှာဒီ online consultation ဆိုတာကိုသိနာမလဲတဲ့အဲအများစုရှိ အလုံးမဲ့မင်္ဂလာပါဒေါက်တာဇော်မအရေးပြားအလှပရေးရာနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာတွေကိုအဓိကထားကုသပေးနေတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ်။ကျမကဒီနေ့ဗီဒီယိုမှာတော့အဲကျမရဲ့ page ကနေတော့၎င်းကျမထိုင်နေစီကန်းရနေတော့၎င်းအဓိကပြုလုပ်ပေးနေတဲ့ online consultation လို့ခေါ်တဲ့ telemedicine နည်းနဲ့ပတ်သက်ပြီးတော့အမျှဝေပေးချင်တာပဲဖြစ်ပါတယ်။ အဲဒီတော့ online consultation ကနေကုသရဲဆိုတာဗာလဲ online ကနေကုသရင်ရောထိရောက်မှုရှိရလားအဲဆရာဝန်နဲ့ရောဘယ်လိုမျိုးတွေ့ရမှာလဲပြီးသွားရင်ဆရာဝန်ကညွှန်ကြားလိုက်တဲ့စေဝါတွေကိုရောဘယ်လိုမျိုးကျမတို့အဲလူနာတွေအနေနဲ့ပေါ့เนาะရရှိနိုင်မလဲဆိုတဲ့အချက်တွေကိုအဓိကထားပြီးပြပြပေးပါမယ် ပထမဦးဆုံးတစ်ခုအနေနဲ့ online consultation ဆိုတာဘာလဲဆိုတာအရင်ရှင်းပြပါမယ်။ online consultation ဆိုတာကဒါကျမတို့ကအခုကာလတွေမှာဆိုရင်စတင်ပြီးတော့ telemedicine တွေမြန်မာနိုင်ငံမှာစတင်ပေါ်ပေါက်လာတော့ covid ကာလနှောင်းပိုင်းတွေမှာဖြစ်ပါတယ်။အဲ covid ရောဂါစတင်ပြီးပြန့်နှံ့လာတဲ့အချိန်မှာကျမတို့တွေကဒါ lockdown လို့ခေါ်တဲ့ကိုယ်အိမ်ထဲမှာပဲကိုနေရတယ်။အပြင်တွေကိုသွားလို့မရတော့ဘူး။အဲ့ဒီအချိန်မှာတစ်မျိုးနဲ့တစ်မျိုးလည်းလွယ်ကူစွာသွားလာနိုင်ခြင်းတွေမရှိတော့ဘူးပေါ့နော်။အဲ့လိုအချိန်မှာပြပြနေကြဆရာဝန်တွေနဲ့အဆက်ပြတ်သွားတာတွေရှိတယ်။တောက်နေကြဆေးဝါးတွေကိုဘယ်လိုယူဆောင်ရမလဲမသိတော့ တဲ့အခြေအနေမျိုးတွေမှာတချို့သောယောဂါတွေကမမြောင်းလင့်ထားဘဲနဲ့အဆိုးဘက်ကိုပုံမှန်ရောက်ရှိသွားတာကိုယ်အတွက်အဆင်မပြေတဲ့အခက်အခဲတွေရင်ဆိုင်ရနိုင်နေပေါ့နော်အဲ့လိုအချိန်မှာကျမတို့ကဒီ telemedicine ကိုဆေးခန်းရတော့၎င်းကိုပြနေကြဆရာဝန်ရတော့၎င်းဒီ platform တစ်ခုကိုဖန်တီးပေးလိုက်တဲ့အခါမှာကိုကဆရာဝန်နဲ့လည်းအဆက်မပြတ်တော့ဘဲနဲ့ပြနေကြရက်အတိုင်းပဲပုံမှန် follower ပြနိုင်မယ်အဲနောက်တစ်ခုက ကျမရဲ့စီခန်းနေကျမရဲ့ online page ကြီးကနေရနိုင်တဲ့ telemedicine မှာကြတော့ကျမတို့ကစီးဝါးတွေကိုကျမညွှန်ကြားတယ်ဆရာဝန်ကိုယ်တိုင်ညွှန်ကြားတဲ့ prescription medicine အားလုံးတောက်စီလင်းစီပေါ့နော်ကျမညွှန်ကြားသမျှအရာတိုင်းကိုလက်ဝယ်ရရှိနိုင်အောင်ပဲစီခန်းကနေအကုန်လုံးကိုပို့ဆောင်ပေးတဲ့စနစ်ကိုပါကျမတို့ကထည့်သွင်းပေးထားပါတယ်အဲဒါကြောင့် online consultation လုပ်ခြင်းအပြင်ကျမတို့ကအရေးပေါ်လိုအပ်နေတဲ့ကျမရဲ့အကြံပေးချက်တွေကိုဆိုရင်လည်းအချိန်နဲ့တပြေးညီအများဆုံးရရှိနိုင်မယ်စီးဝါးတွေပြတ်တောက်သွားခြင်းကိုလည်းကာကွယ်ပေးသားဖြစ်သွားပါတယ်အဲနောက်တစ်ခုကထိရောက်မှု ရှိရလားဆိုရဲမေးခွန်းဖြစ်ပါတယ်။ကျမကတော့အရေးပြားအလှအပနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဒီယောဂါတွေကိုကုသပေးတာဖြစ်တဲ့အတွက်တချို့သောအရေးပြားဆိုင်ရာပြဿနာတွေဟာဆီယံဝင်ကိုကိုယ်တိုင်ပြရမှာရှက်ကြောက်နေတဲ့ဒီပေါင်ကျန်းတို့တင်မားတို့မှာဖြစ်တတ်တဲ့မှုတို့ချုပ်ပွေးနာတို့ရှိနိုင်နေပေါ့နော်။ဆိုတော့ဒီလိုအရာတွေဆိုရင်လေကိုယ်တိုင်ကိုကြဈေးကမ်းမလာရင်တော့မှအဲ့လိုအရေးပြားဓာတ်ပုံတွေကိုဒါ privacy ပြေးွားတယ်ကျမတို့ရဲ့အဲဒီတတ်မှတ်ထားရပေါ့နော် page chat box တွေဒါမှမဟုတ် Viber phone number က Viber online နေရာနေတ က်ဆင်ပေးပို့ပြီးတော့ဇီယာဝင်နဲ့လူနာနဲ့နှစ်ယောက်ပဲ privacy ရှိရှိတည်သွားပြီးတဲ့အခါမှာဆွေးနွေးလို့ရပါတယ်အဲ့ဒီအချိန်မှာလည်းလူအပ်တဲ့ဒါကျမတို့ရဲ့တောက်ဆေးလင်းစေး plan တွေကိုလူနာတွေအနေနဲ့ပြန်လဲရရှိနိုင်ပြီးတော့အဲ့ဒီဈေးဝါးတွေကိုလည်းတဆင့်ပြန်ရှာနေကြမလို့ပဲနဲ့စေခန်းရနေပဲဒီဈေးဝါးတွေအားလုံးကိုလွန်လင့်တကူမှာယူနိုင်ပါတယ်ဆိုတော့အိမ်နဲ့ရောက်ရတဲ့မြို့တွေဆိုရင်လည်းအိမ်နဲ့ရောက်ရရှိနိုင်ပြီးတော့ကားကိတ်ကလည်းတဆင့်ပို့လို့ရတဲ့မြို့တွေဆိုရင်လည်းကျမတို့ကားကိတ်ကလည်းတဆင့်ပို့ပါတယ်ပြီးတော့အရေးပြားပြဿနာ 80ရာခိုင်နှုန်းကအရေးပြားကြည်ကျင်းလင်းလင်း အရှင်ဖျားရဲ့ဓာတ်ပုံလေးကြည်ကြည်လင်လင်ရယုံနေကျမတို့က diagnosis ကိုအဲယောဂအမီကိုကျမတို့တတ်နိုင်တယ်ဒါပေမဲ့ patient နဲ့ကတော့သူ့ရဲ့ကြုံတွေ့ခဲ့ရတဲ့သူဖြတ်တန်းခဲ့ရတဲ့အဲတချို့သော pax medical history တွေသူတောက်ခဲ့မှုတဲ့ဈေးဝတွေဒါတွေကတော့ဆရာဝန်နဲ့ဒါ phone call ဖြစ်တော့၎င်း video call ဖြစ်တော့၎င်းကျမတို့တိုင်ပင်ဆွေးနွေးပြီးတော့အားလုံးအချက်အလက်တွေပြည့်စုံသွားတဲ့အခါမှာတော့ဒါ diagnosis အမီတခုလည်းထွက်လာမယ်တိကျတည်ကြတဲ့ဈေးဝတောက်ဈေးလိန်ဈေး plan လေးတွေလည်းရရှိမှာပဲဖြစ်ပါတယ် ဒီတော့ကျမအနေနဲ့ကတော့ကျမရဲ့ဒေါက်တာဇွန်နဲ့ကျမနဲ့ပြသထားတဲ့ patient တွေကိုကျမဒါစီကမ်းမှာလူကိုယ်တိုင်လာရောက်တွေ့ရင်တော့လကောင်း online platform တော့လကောင်းကျမဒါ social platform တစ်ခုကိုဖွင့်ပေးထားတာဖြစ်တဲ့အတွက်အဲကျမကလည်းဘယ်နိုင်ငံကိုပဲရောက်နေသည်ဖြစ်စေ patient တွေနဲ့အချိန်မရွေးဆက်သွင်းနိုင်တဲ့ key and touch ဖြစ်နိုင်တဲ့အဲ့လိုပဲလူနာတွေကလည်းကျမစီကိုမလာနိုင်တဲ့အဲဒီလိုပေါ့ကျမတို့နဲ့ဒီကျမစီကမ်းအများစုကတော့အခုရန်ကုန်မှာပဲရှိပါတယ်ဒါကြောင့်ညံကုန်လုံးလုံးစင်မှာမလာနိုင်တဲ့ patient တွေအနေနဲ့လည်းဒါကိုနေတဲ့မြို့ကိုနေတဲ့ရွာကိုနေတဲ့ အိမ်မှာပဲတက်တောက်တက်တာနဲ့ကျမတို့အဲဖုန်းလေးတစ်လုံးရှိအောင်နေတယ်ပေါ့နော်အဲကျမတို့ချိတ်ဆက်လို့ရပါတယ်အဲအခုကာလမှာတော့ကျမဗီဒီယိုကောတိတ်ပြောလို့မရှိပါဘူးဗီဒီယိုကောမပြောဘူးဆိုတာကကျမတို့နိုင်ငံရဲ့တချို့သောအင်တာနက်လိုင်းလေးတွေက stable တိတ်မဖြစ်တာကြောင့်ကျမတို့ရဲ့ဆွေးနွေးမှုအခြေရာရှေ့ကိုမရောက်ဘူးဖြစ်တတ်တယ်ပေါ့နော်တခါလေကြရင်ဟိုဘက်ကပြောတဲ့စကားကိုကျမမကြားရဘူးကျမပြောတဲ့စကားကိုလည်းတစ်ဖက်ကပေးချက်နေနဲ့မကြားရဘူးပေါ့ဒါကြောင့်ကျမတို့ကပုံကြည်ကြည်လေးတွေကိုအရင်ဆုံး ကျမနဲ့ consultation မလုပ်ခင်တရက်အလိုလောက်မှာပို့ထားပေးဖို့လိုတယ်။ပို့ထားပြီးသွားပြီးရင်ကျမစီကိုအဲ့ဒီ record တွေအားလုံးရောက်ပါတယ်။အဲ့တော့တက်ဆိုင်ရာရထားတဲ့ကို booking ရထားတဲ့အချိန်မှာအဲကျမနဲ့ဒါ phone line ကောင်းတဲ့မျိုးဆိုရင်တော့ phone line နဲ့ကျမတို့ပြောကြမယ်။ phone line မကောင်းတဲ့မျိုးဆိုရင်တော့ကျမတို့ဒါ phone line နဲ့မရဘူးဆိုရင်တော့ internet line နေရာနဲ့တက်ဆင် Viber သို့မဟုတ် Page Messenger call တွေနဲ့ကျမတို့ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ ပြီးတော့ကျမရဲ့ဒီ online consultation platform မှာထပ်ရနိုင်တဲ့အခွင့်အရေးလေးတစ်ခုကဘာလဲဆိုတော့ကျမတို့ရဲ့ Deviver Team Service ကအဲ24နာရီ24/7ညီပါလောက်တော့မပြောနိုင်ပေမဲ့လည်းအချိန်တော်တော်များများမှာ active ဖြစ်ပါတယ် ဲ့တော့အဲကျမရဲ့ဒီ Viber platform ကအချိန်တော်တော်များများမှာကျမတို့ active ဖြစ်ထားတာဖြစ်တဲ့အတွက်အဲကျမနဲ့ဓာတ်ရိုက်အမြဲတမ်း key in touch မဖြစ်နိုင်ရင်တော့မှဒါမေးချင်နေပေါ့နော်ဒီအရေးပြားနဲ့ပတ်သက်ပြီးတော့အခုပြနေတဲ့ကျမရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သိလို့ရရှိတဲ့မေးခွန်းတွေဆိုရင်မေးခွန်းတွေအများကြီးလာမေးထားလို့ရပါတယ်အာကျမတို့ရဲ့ဒီ admin team တွေရဲ့ staff တွေကဖြေနိုင်တဲ့မေးခွန်းတွေဆိုရင်သူတို့ပြန်ဖြေပါလိမ့်မယ်တကယ်လို့မဖြေနိုင်တဲ့မေးခွန်းတွေအကုန်လုံးကကျမစီကိုပြန်ရောက်ပါတယ်ကျမအချိန်ပေးပြီးတာနဲ့ဒါဟိုပါပေါ့နော်သိ တ်မကြခင်အချိန်လေးအတွင်းမှာပဲကျွန်မအဲစာနဲ့တော့၎င်းအတန် message နဲ့တော့၎င်းကျွန်မပြန်ဖြေပေးပါတယ်ဒါကျွန်မတို့ follow up လိုက်ထားတဲ့ system မှာဒါကြောင့် patient အနေနဲ့ကျွန်မတို့နဲ့အရင်ကြီးအဆက်ပြတ်သွားတာမျိုးလုံးဝမရှိဘဲနဲ့လူနာကလည်းဘယ်မျိုးကိုရောက်နေသည်ဖြစ်စေအဲဘယ်နေရာကိုရောက်နေသည်ဖြစ်စေဖုန်းလေးတစ်လုံးရှိတယ် Viber လေးနည်းနည်းသုံးလို့ရတယ်စုံရုံနဲ့တင်ဒါကျွန်မတို့ရဲ့အကြမ်းမာရေးကုသမှုကတောက်လျှောက်ကို smooth ဖြစ်နေမှာဖြစ်ပါတယ်ဆိုတော့ online ကနေပဲတောက်လျှောက်ကျွန်မနဲ့ကုသသွားပြီးတော့အရေးပြားတွေကျွန်မလှပသွားတဲ့လူနာတွေလည်းအများကြီးပဲရှိပါတယ်ဒါကြောင့် ောင်းအဒီတယ်လီမက်ဒီဆင်ကကျမတို့ရဲ့ဒီတာမက်တိုလော်ဂျီပေါ့ရေပြားပိုင်းဆိုင်ရာမှာတော့၎င်း extracted ဘိုင်းဆိုင်ရာဖြစ်တဲ့အလှပရေရာဆွေးနွေးခြင်းတော့၎င်းဒါမှမဟုတ်အမျိုးသမီးကျန်းမာရေးဆိုင်ရာအခက်အခဲများတွေ့တော့၎င်းအဆင်ပြေနေတဲ့ platform တစ်ခုပဲဖြစ်ပါတယ်။ ဒီတော့ဒါဗီဒီယိုအစပိုင်းမှာတောင်းလျှောက်ကိုမန်ရှင်လုပ်ခဲ့တယ်လို့ပဲအဲကျမနဲ့ဆွေးနွေးတိုင်ပင်ပြီးတဲ့အခါမှာကျမကလူနာတယောက်ချင်းစီအလိုက်သူဖြစ်နေတဲ့ဒါယောဂအမျိုးအစားအလိုက်ပေါ့နော်ကျမတတ်မှတ်ပေးလိုက်တဲ့တောက်ဆေးလင်းဆေးအဲ့လို plan လေးတွေအကုန်လုံးကိုဒါကျမတို့ဈေးခန်းမှာအကုန်လုံးရနိုင်ပါတယ်အဲဈေးခန်းကနေဈေးယူမယ်ဆိုရင်ဈေးခန်းကဒါကျမပေးထားတဲ့ prescription အလိုက်ပေါ့နော်သူတို့တောက်ဆေးလင်းဆေးပေါင်ချလေးတွေပြန်ပို့ပြီးတော့သက်ဆိုင်ရာမြို့နယ်အလိုက်ကိုပို့ဆောင်ပေးပါတယ်ပို့တဲ့အခါမှာလည်းဈေးညှိုးလေးတွေအကုန်လုံးပါပြီးသား ဖြစ်ပါတယ်ဒါပေမဲ့လက်ထဲကိုဆေးရောက်တဲ့အခါမှာနားမလည်ရင်လည်းတောက်ဆေးဘယ်လိုတောက်ရမလဲလိမ့်ဆေးဘယ်လိုလိမ့်ရမလဲဆိုတာကိုလေဒါသက်ဆိုင်ရာအသီးသီးဆေးကန်းတွေကိုဖုံးဆက်ပြီးတော့လှမ်းမင်းနိုင်ပါတယ်ဆိုတော့ပို့ဆောင်တဲ့နေရာမှာတော့ကားဂိတ်ချရမယ်ဆိုလည်းကားဂိတ်ချတဲ့ပုံစံတိုင်းပဲပို့ပေးတယ်အိမ်ရောက်ရတဲ့မြို့တွေဆိုလည်းအိမ်ရောက် service တင်တဲ့ app ဒါမျိုးလည်းကျွန်တော်တို့လုပ်ပေးထားပါတယ် ဒီတော့ဒီ online consultation ပေါ့နော်ဒီ online ကနေကျမတို့ဆွေးနွေးကြရတယ်အဲကုသကြရတယ်ဆေးရည်ယူကြရတယ်ဒီ platform ကိုကျမလုံလာတာနှစ်နှစ်နီးပါးလောက်ရှိပါပြီအဲဒီ video လေးကိုရရချင်းရည်ရွယ်ချက်ကတော့အားလုံးရှင်းရှင်းလင်းလင်းလေးပို့သိသွားစေချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်များသောအားဖြင့်တချို့သောအဲပေါ့နော်ကျမနဲ့ဒီကျမနေရန်ကုန်မြို့နယ်ပေါ့နည်းနည်းအလန်းဝေးတဲ့မြို့ဝသူတွေကအဲသူတို့ကျမနဲ့ပြချင်နေတာအရန်ကြပြီတစ်နှစ်လောက်ရှိပြီကျမကိုသိနေတာနှစ်နှစ်လောက်ရှိပြီသုံးနှစ်လောက်ရှိပြီဒါပေမဲ့ကျမစီကိုလာဖို့သူတို့အားထုတ်လို့မရဘူးဖြစ်တယ်ပေါ့နော် ။ဒါပေမဲ့တချို့ဆိုလည်းကျွန်မတို့သိတာ၃နှစ်လောက်ရှိမှပဲရောက်လာတာမျိုးရှိတယ်ပေါ့။သူတို့ကိုမြည်ကြည့်တဲ့အခါမှာဒီ online consultation ဆိုတာကိုတိတ်နာမလဲတဲ့အဲအများစုရှိတယ်ပေါ့နော်။ပြီးတော့အရေးပြားအလှအပနဲ့ကျန်းမာရေးအမျိုးသမီးကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုဒါ online ကနေတဆင်ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်ကျွန်မရဲ့ Dr. Zone page messenger ကဖြစ်စေအဲကျွန်မထိုင်နေကျွန်မစေခန်းဖြစ်တဲ့ Sandra စေခန်းရဲ့ page messenger ကဖြစ်စေအဲကျွန်မတို့ဒီ Dr. Zone နာမည်နဲ့ပဲ TikTok account channel ရဖြစ်စေဆက်သွယ်နိုင်ပါတယ်။အဒီမှာကျွန်မတို့ admin တွေက online course consultation ကိုဘယ်လိုအစဉ်အဆက်လောက်ဆောင်ရမလဲဆိုတာကို လက်ညွှန်ပြသပေးပါလိမ့်မယ်ရှင်။အားလုံးပဲကျန်းမာလှပတဲ့အရေးပြတဲ့ဆုံးကိုပိုင်ဆိုင်နိုင်ကြပါစီရှင်။ဒေါက်တာဆုံးပါ။